အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကတင်းမမှုတွေကိုဖြေလျှော့ကြဖို့အိန္ဒိယနဲ့ပါကစ္စတန်အကြီးအကဲတာဝန်ရှိသူတွေကိုတိုက်တွန်းခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါဗျာ။ ကက်ရှမီးယားမှာလွန်ခဲ့တဲ့သတင်းပတ်ကလူသေဆုံးမှုတွေရှိခဲ့တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တဲ့နောက်ရူဘီယိုကအခုလိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ AP 30ရမှာရူဘီယိုကတင်းမာမှုတွေကိုဖြေလျှော့ကြဖို့ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်နဲ့အိန္ဒိယနိုင်ငံသားကြီးဝန်ကြီးဂျန်ရှန်ကာတို့ကိုတိုက်တွန်းခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုလက်တလော့ဖြစ်ပွားတဲ့တိုက်ခိုက်မှုကိုအားပေးထောက်ခံခဲ့တယ်လို့ဆွဆွဲပြောကြားပြီးနောက်ပါကစ္စတန်ကိုအပြစ်ပေးသွားမယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့ပါကစ္စတန်ကတော့အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပအဝင်ပတ်သက်ခြင်းမရှိကြောင်းညှင်းဆိုထားပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့ပြိုင်ဘက်အိန္ဒိယနဲ့ပါက စ္စတန်တို့ဟာအချင်းချင်းတဏ္ဍမန်စီမံချက်တွေချမှတ်ခဲ့ကြကာနေဆက်တူနယ်လေကြောင်းဖြတ်တန်းသွားလာမှုတွေကိုပိတ်ပင်ကြောင်းကြေညာခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်မြေတစ်လျှောက်မှာနှစ်ဖက်စစ်သားတွေကအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ရူဘီယိုကဂျိုင်းရှန်ကာနဲ့တွေ့ဆုံချိန်မှာလွန်ခဲ့တဲ့သတင်းဘက်ကဖြစ်ပွားခဲ့တဲ့တိုက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်မိကြောင်းအကြမ်းဖက်ဝါဒတိုက်ဖြတ်မှုမှာအမေရိကန်အနေနဲ့အတူပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်းထပ်လောင်းအတည်ပြုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကပြောကြခဲ့ပါတယ်။ရူဘီယိုက Sheriff နဲ့ AP 30ရဲ့ညနေခင်းမှာစကားပြောကြခဲ့ပြီးငင်းငင်းကြီးနဲ့တည်ငင်ကြီးကိုဖော်ဆောင်မှုအတွက်နှစ်ဦးနှစ်ဖက်အတူပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်းပြောကြခဲ့တယ်လို့ပါကစ္စတန်ကထုတ်ပြန်ထားပါတယ်။